နေကွယ်လွန်သူတက္ကမကြီးဒေါ်တောင်းတောင်းဝင်းကွယ်လွန်ခြင်း၃နှစ်ပြည့်အထိတ်အမှအနေဖြင့်တက္ကမကြီးအာရည်စုပြီးတော့ TDA စတိုးနှင့်သိတိအောင်ကုံမျိုးစုံရောင်းဝယ်ရေးမိသားစု အပေါင်းသူတော်ကောင်းတို့က ပရိယာတိသာသနာတက္ကသိုလ်တန်ခါတော်ရှင်မြတ်တို့အာနေစွမ်းဆက်ကလူတန်းသည်ဘောဇနာဒါနဆွမ်းအလှူ ကောင်းမှုကုသိုလ်ကိုပြုလုပ်အားထုတ်ခြင်းဖြစ်တယ်ပေါ့နော်อืมတိတ်တိအောင်ကုံမျိုးစုံရောင်းဝယ်ရေးပေါ့အဲ့ဒီတိတ်တိအောင်ဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်လေးဘုဒ္ဓဒါနာယနော်ဒီစကားလုံးလေးကကောင်းလဲကောင်းပါလေမြန်မာပြည်ရဲ့နားမှာနားယဉ်နေတဲ့စကားလုံးတိတ်တိဆိုတာကပါဠိစကားလုံး အောင်ဆိုတာကမြန်မာစကားလုံးပေါ့အတိပ္ပတူပါတယ်တိတ်တိဆိုတာလည်းပဲအောင်တာပေါ့တိတ်တိရစကားလုံးရဲ့အတိပ္ပကပြည်စည်းတယ်ပြည်စုံတယ်အောင်မြင်တယ်ရရှိတယ်ဒီအနေတွေဟောတာပေါ့ဒါကိုတိတ်တိလို့ခေါ်တာပေါ့ကိုလှုပ်တဲ့လုံငန်းတစ်ခုပြည်ပြည်စုံစုံပြည်စည်းသွားတာပြည်စုံသွားတာ သိဒ္ဓိဖြစ်တယ်လို့ခေါ်တာပေါ့ကိုလုတဲ့လုပ်ငန်းကြီးကမပြီးဘူးတန်လန်းကြီးဆိုရင်သိဒ္ဓိမဖြစ်သေးဘူးနော်လားကိုဖြစ်ကျင်တဲ့အရာကြီးဖြစ်သွားပြီဆိုရင်အဲ့ဒါသိဒ္ဓိလို့ခေါ်တယ်ကိုလိုကျင်တဲ့အရာရသွားပြီဆိုလို့ရှိရင်သိဒ္ဓိလို့ခေါ်တယ်ကိုလိုကျင်တဲ့အရာပြည့်ပြည့်စုံစုံမရသေးရင်သိဒ္ဓိမဖြစ်သေးဘူးပေါ့အဲ့ဒါအဲ့ဒီလိုတော့သိဒ္ဓိဆိုတဲ့စကားလုံးကိုသုံးတယ်ဒါပေမဲ့လို့ဒီစကလုံးကိုဘာသာပြန်တဲ့အခါမှာသိဒ္ဓိကို သိဒ္ဓိနဲ့အိဋ္ဌိဆိုပြီးတော့ပါဠိကနှလုံးရှိတယ်အခရာအိနဲ့လည်းအိဋ္ဌိရှိတယ်အဲသိဒ္ဓိကြတော့ပြည်စည်းတယ်ပြည့်စုံတယ်ဆိုတော့အ내ယူပြီးတော့အိဋ္ဌိကြတော့တကောလို့ယူလိုက်တယ်ဒါပေမဲ့ပါဠိမှာကြတော့သူကနှစ်ခုသလုံးကတကောနဲ့အတူတူပဲတကောဆိုတဲ့အ내ကိုလည်းခေါ်တယ်တကောကမြန်မာစကားတကောဆိုတာလည်းပစ္စည်းတကုကိစ္စတကုကိုပြီးမြောက်အောင်အောင်မြင်အောင်လုပ်နိုင်တဲ့စွမ်းအင်ကိုတကောလို့ခေါ်တာ သွွန့်အင်းနော်သွွန့်အင်းရှိရမယ်အဲ့ဒီသွွန့်အင်းနဲ့လုပ်တာတော့ဒီသိဋ္ဌိကလည်းပဲတကယ်တမ်းကတော့အဲ့ဒီသွွန့်အင်းကိုသိဋ္ဌိလို့ခေါ်တာဟိုပြီးစီးတယ်ဆိုတာကပြီးစီးတာကအကျိုးတရားပြီးစီးအောင်လုပ်တဲ့အစွမ်းရှိရအောင်မှာသွွန့်အင်းနော်သွွန့်အင်းလုပ်ရအောင်မှာအဲ့တော့သိဋ္ဌိဆိုတဲ့စကားလုံးကအဲ့ဒီသွွန့်အင်းရဲ့နာမည်ပဲဒီသွွန့်အင်းလေးနဲ့လုပ်လိုက်လို့ရှိရင် ဒီအရာဟာပြည့်စည်သွားတယ်ကိုဖြစ်ရှင်တဲ့အရာ ဖြစ်သွားတာပေါ့ကိုလိုချင်တဲ့အရာရသွားတာအဲ့လိုရသွားပြီဆိုရင်သိတ္တိလို့အဲ့ဒါခေါ်တယ်တဲ့အဋ္ဌိလို့လည်းခေါ်တယ်ဒါကြောင့်မလို့သိတ္တိနဲ့အဋ္ဌိရာစကလုံးလေးနှလုံးနည်းနည်းလေးရောနေတယ်ပေါ့ပြည့်စည်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဋ္ဌိတကောဆိုတာတွေကိုငါတို့လည်းပဲစဉ်းစားတယ်တကောဆိုတာတွေဘယ်လိုဖြစ်တာလို့ဆိုတော့တကောဆိုတာ ဟိုဣတိရိယဓမ္မယသတိတိကာမပိယတာဟိုဘဂဝါရဲ့ဂုံတော်အဖွဲ့မှာလေဘုံတော်6ပါးဆိုတာရှိတယ်เนาะအဣတိရိယဓမ္မယသတိတိကာမပိယတာပိယတာဆိုတာကစွန့်နိုင်တာကာမဆိုတာမိမိအလိုရှိတဲ့ဆန္ဒကိုလိုလိုလုပ်နိုင်တာဣတိရိယဆိုတာကအစိုးရဒီစကလုံးလေးတွေရဲ့အဓိပ္ပာယ်လေးတွေကိုကြည့်လိုက်မှာ တကိုးဆိုတာကဖော်လို့ရတယ်အဲ့ဒါလည်းမသိလို့ရှင် တကိုးဆိုတာဘာမှမသိဘူးဖြစ်နေတယ်သူတကိုးဆိုတာကဣဒရိယဆိုတာကအစိုးရတယ်အစိုးရတာကသူကနှစ်ခုရှိတယ်ကိုကိုကိုအစိုးရတာရဲ့သူများကိုအစိုးရတာရဲ့အဲ့ဒါကိုသိမှာတချို့ကဟိုသူများအစိုးရတာနဲ့ထက်တော့ကိုကိုကိုအစိုးရတာထက်မလို့ကိုကိုကိုလည်းအစိုးကရကြမှာရတာ เนาะไม่อยากผู้อย่าเนาะอสูไม่อยากผู้โหปะซักก็เนี่ยပြောจินน่ะดิจောက်ပြောละก็เล็กๆเนี่ยลุบไปတော့อถิ้งๆไม่ရှိได้ตัวဆိုလို့ရှင်ဒါกุกกุๆဒီกองอสูไม่อยากลุกขึ้นได้สู่ถั่วตัวละปะซักก็เลยเว้ยลุกขึ้นได้สู่ละก็เลยลุกชาเลยดากุกกุๆไม่ไหลน่ะบ่เนาะกุกกุๆอสูไม่อยากအဲ့တော့တကိုးဆိုတာကကိုကိုကိုလည်းပဲအစိုးရမှသူတစ်ပါးကိုအစိုးရတယ်လို့စာကအဲ့လိုဆိုတယ် တကူရှိဖို့ဆိုရင်ပထမကိုယ့်ကိုယ်ကိုအစိုးရဒါကြောင့်မို့လို့တမထဆိုပြီးတော့စိတ်ကိုညင်အောင်လုပ်တာလေတကူလိုချင်လို့ချင်တမထလုပ်ယူရတယ်တမထဆိုတော့ကိုယ့်စိတ်ကိုညင်အောင်လုပ်တာညင်ကိုယ့်ကိုယ့်စိတ်ကိုနိုင်အောင်ထိန်းတာပါပဲညင်အောင်လုပ်ရဆိုတာစိတ်ကိုနိုင်အောင်စိတ်ကသွားနာလေသွားနေတဲ့ကောင်ကမသွားအောင်လုပ်တာလေမသွားနိုင်မဲ့ငါထားတဲ့နေရာမှာပဲနေပေါ့နော်စိတ်ကိုငါထားတဲ့နေရာမှာပဲနေဆိုလို့ချင်ဒါစိတ်ကိုနိုင်ပြီပေါ့ဒါကိုယ့်စိတ်ကိုနိုင်ပြီဆိုရင်ဒါအိသရိယတချမ်းရပါ ဲ့ဒီတချမ်းရလို့ရှိရင်သူတစ်ပါးကိုလည်းပဲအဲ့ဒီစိတ်နဲ့ဟိုထိမ့်ပြီးတော့ပြန်ပြီးတော့သူတစ်ပါးစိတ်ကိုလည်းပဲထိမ့်ပြီးတော့နိုင်အောင်လုပ်လို့ရတယ်အဲ့ဒါကိုဣန္ဒရိယအစိုးရတယ်လို့ခေါ်တယ်အဲ့တော့အစိုးရတယ်ဆိုတာကအဲ့ဒီလိုရှိရတယ်သူကလူတွေကိုကိုယ်အလိုဆန္ဒတိုင်းပါလာအောင်လုပ်တာကိုအစိုးရတယ်လို့ခေါ်တယ်လူတွေကိုကိုယ်အလိုဆန္ဒတိုင်းပါအောင်မလုပ်နိုင်ရင်အစိုးမရဘူးလို့ခေါ်တယ်ဟုတ်တယ်မဟုတ်လားအစိုးမရဘူးလို့လုပ်တယ်အဲ့ဒီမှာ လုတ်ပုံလုံးကြီးနည်းနည်းစဉ်းစားကြည့်လိုက်ဥမာဘရင်နေအစိုးရတဲ့ဟောလာအခုအုတ်ချုပ်နေတဲ့မင်းနေအစိုးရတဲ့ဆိုတာသူတို့ကအာဏာနဲ့သူတို့အလိုပေါအောင်လုပ်တာနော်အာဏာနဲ့လုပ်တာလေငါလို့အလိုတန်းဖြစ်ရင်ဖြစ်မဖြစ်ရင်ရေးယူမှာဆိုပြီးတော့လာဟိုကအဲ့ဒီလိုမဟုတ်ဘူးဟိုတကောကကိုယ်စိတ်စွမ်းရင်နဲ့ကိုယ်အလိုပါလာအောင်သူကလုပ်လိုက်တာ လုပ်လိုက်တာဖြစ်တဲ့အတွက်အာဏာသုံးတာမဟုတ်ဘူးအာဏာမဟုတ်ဘူးသူကဒီဟာကနော် စိတ်ဆွမ်းအင်းနဲ့လှုပ်တာကိုယ့်အလိုကိုဘာလောက်အောင်လှုပ်တာအဲ့ဒီလိုလှုပ်တာတွေကဒေရှာစဉ်းစားကြည့်တော့တကိုးဆိုတာရှိနိုင်တယ်လူတယောက်ကိုကိုယ်စိတ်အလိုတိုင်းပါအောင်လှုပ်တာကရှိတယ်ကောအဲ့ဒီရှိတဲ့နေရာမှာမြတ်စွာဘုရားတရားဟောတာတွေကိုကြည့်ရှိရင်မြတ်စွာဘုရားကလူတယောက်ကိုတရားဟောပြီဆိုလို့ရှိရင်ဒီလူရဲ့စိတ်ဆန္ဒကိုသိအောင်တော့အရင်လှုပ်လိုက်တာနော် ဒီလူကဘာကြိုက်တတ်တယ်လဲသူစိတ်သဘောထားကဘယ်လိုရှိတယ်လဲဆိုတာသိတယ်။သိပြီးတော့မှသူ့ရဲ့အကြက်ကလေးနဲ့သူ့အလိုဆန္ဒလေးနဲ့လိုက်လျောညီတူလေးဟိုပြောပြီးတော့ဟောလိုက်တဲ့အခါကျတော့ပါလာပါလာပြီဒီကောင်ကအလိုပါလာပြီဆိုတဲ့အခါကျတော့မှကိုယ့်ရဲ့သဘောကိုသူ့ကိုထုတ်ပြောလိုက်တဲ့အခါကျတော့သူလက်ခံသွားတယ်။အဲ့လိုမပါဘဲနဲ့သွားပြန်လက်မခံ။အဲ့ဒါပြတ်သွားပြီတရားဟောကြွန့်ကျင်နေဆိုတာအဲ့ဒါဖြစ်လား။ နော်တကူเนาะအဲ့ဒါတကူဆိုတာအဲ့ဒါကိုပြောတာတကူဆိုတာတော့ပြောဟောအနာတပိန်တတိရဲ့တာကာလတဲ့နာမည်ကဟိုတတိတာဆိုတော့ဟိုလန်သေးရဲ့ပေါ့เนาะဟိုဖရာတရားနဲ့ဝေးပြီးတော့လန်သေးရဲ့ဖြစ်နေတာတတိတာကိုအဲ့တော့အဲ့တော့နာတပိန်တတိကြီးကစဉ်းစားတယ်ငါကလည်းပဲဖရာเจ้าတကာဖြစ်နေပြီ ဒါပေမဲ့လို့ငါသားကဖះရနဲ့ဝေးပြီးဖះရနဲ့လုံးဝကိုအတွေ့မခံဘူးဖះရနဲ့တရားလည်းမနာဘူးကုသိုလ်ကောင်းမှုနဲ့ဘာမှမလုပ်ဘူးသားဖះကြောင့်လည်းမသွားဘူးအဲ့လိုကိုဖះရနဲ့ဝေးနေတဲ့အတွေ့သူ့သားကိုမုံပိုးပေးပြီးတော့ဥပုသ်ဆောင်ခိုင်းရတယ်နော်အသားကိုနော်ဖះရနဲ့ကြောင်းကြောင်းသွားအောင်လို့ကြောင်းသွားဥပုသ်ဆောင်ခိုင်းတာအဲ့ဒီလိုဥပုသ်ဆောင်ခိုင်းတာဟိုကောင်ကလည်းပဲအဲ့ဒါမုံပိုးပေးမယ်အဲ့ဒါဘယ်လိုပေးမှာလဲအာမင်ပေးမင်းတောင်းတော့လို့ပေးမှာပေါ့နော်သူတို့ကိကဆိုလို့ရှင်သူ စာထဲမှာတော့တရားလောက်ကိုတောင်းလိုက်တယ်ထင်တယ်တရားဆိုနေဘူးသုံးယူပါမယ်မနေ့ကောင်တော့မှတရားဆိုဒါပဲဒီကောင်တတိသားဆိုတော့အဲ့ဒီလိုနဲ့မုံမိုးပေးပြီးတော့ဥပုသ်ဆောင်ခိုင်းတော့ဟုတ်ကောင်ဆောင်ဥပုသ်တရားတော်ဆောင်ပေါ့ဥပုသ်ဆောင်တဲ့အလေးထားငါတို့ငါတို့ငါတို့ငငယ်တော်ကတော့ငါတို့တော့မှတော့ရှိပါသေးတယ်ဟိုဥပုသ်ဆောင်ပြီးပြီဆိုလို့ရှိရင်ဟိုကြောင်းမှအိတ်ရလာကြောင်းရတယ်ရလေဟိုမြို့သမီးတွေကတော့အိမ်ပြန်အိတ်တာလေကျောင်းတွေကအိမ်မှာအိမ်ရတော့လို့ဆိုတော့ညကျတော့ဖခင်တရားဟောတာဟုတ် ဖရာတရားနာမှာဟိုဖရာတရားနာမှာဆိုတော့တရားနာပြီးမှမိုးချုံမှာဆိုတော့အိမ်မပြောင်းတော့ဘူးလေကျောင်းမှာပဲအဲ့တဲ့အလေးထားရှိတယ်အဲ့တော့ကာလကဥပုဆောင်သွားတယ်သွားပြီးတော့မြတ်စွာဘုရားညာတရားဟောတယ်မနာဘူးသူကဥပုတော်ဆောင်လိုက်တယ်သူတော့ဆောင်တာကဟိုပတ်သက်လို့ချင်းဆောင်တာဟိုမနာဘူးမနာဘဲနဲ့ဘယ်လိုလုပ်တုံးဆိုတော့ကျောင်းတိုက်ထဲမှာကျောင်းကောင်းကောင်းနေရာကောင်းကောင်းလေးကိုသူကရှားထားတာရှားပြီးတော့အဲ့ဒီမှာသွားအိတ်တယ် သွားပြီးတော့မနေ့လင်းတဲ့ခါကျအိမ်ပြန်သွားတာဘိုးဘိုးဆောင်ပြန်လာပြီပေါ့ဖေးကျုပ်ပြန်လာပြီဖေးပိုက်ဆံသွားပြီးတော့မုံမိုးဝေးအဲ့ဒါမုံမိုးယူပြီးသွားနောက်တဥပုလည်းအဲ့ဒီလိုပဲသွားအဲ့အိမ်ချောင်းကောင်းကောင်းထိုးအိမ်ပြီးတော့အဲ့ဒါနောက်တဲ့နေ့မနေ့သွားမုံမိုးသွားတော့နောက်တခါကျတော့တတိယမေးတယ်ငါ့ဗမဲ့ဥပုဆောင်တော့ဘုရားကညတရားမဟောဘူးလားဆိုတော့ဟောတယ်ဘာတရားဟောတော့ဆိုတော့မသိဘူးလို့ပြောတယ်။ဟုတ်လားနားလည်းမနားလို့နေမသိဘူးလို့ဆိုတာလေ။ အဲ့ဒါနဲ့အဲ့မဲ့အဲ့ဒီလိုတော့မဖြစ်သေးဘူးကွာမင်းငါနဲ့နဲ့ပိုးပေးမယ်ပေါ့ဒါဖနဲ့ရောပတ်စံပိုးပေးမယ်ဖေရဘာတရားခေါ်တယ်ဆိုတာလေးတော့မင်းသိအောင်နော်လာဟိုမဲ့အကုန်လုံးမသိတော့မဘာတရားခေါ်တယ်ဆိုတာသိရင်ငါတော်ပြီအဲ့ဒါဆိုရင်ငါပတ်စံပိုးပေးမယ်ဟုတ်ပြီအဲ့ဒါဆိုနာမယ်ဆိုပြီးတော့နောက်တော့ဥပုသွားတဲ့ခါကျတော့ညတရားခေါ်တော့ပိသအဆွန်ငါနေပြီးတော့သူကဖေရဘာတရားခေါ်တော့ဆိုတာသိအောင်လို့လာလာသိလို့ရှင်သူပြန်အိမ်မှာသူကသူရေချက်ကနော် ဖရားကလည်းသိရဒီကောင်တရားနာပြီဆိုတာသိနေပြီနော်နေတော့သူစိတ်ဝင်စားမဲ့တရားကိုဖရားကဟောလိုက်တာစာတရားစစာရင်လေသူစိတ်ဝင်စားမဲ့အကြောင်းအရာကိုပြောလိုက်တဲ့အခါကျတော့ဒီကောင်ကနားဆိုင်ပြီးတော့ထောင်လိုက်တာထောင်ရင်ထောင်ရင်ထောင်ရင်နဲ့ဖရားပြောတဲ့စကားတွေနဲ့စိတ်ကအကုန်လုံးရောက်သွားရောက်သွားတဲ့အခါကျတော့မှဖခင်ကသိပြီအာဒီကောင်တော့စိတ်ဝင်စားငါဟောတဲ့တရားသူစိတ်ဝင်စားနေပြီဆိုတော့ဖခင်သိတယ်အဲသိတဲ့အခါကျတော့မှ သူရဲ့စိတ်ဆန္ဒနဲ့လိုက်လျော့ညီတဲ့ဖြစ်မဲ့တရားကိုဟောလိုက်တဲ့အခါကျတော့သူသဘောကျသွားတာအဲ့ဒါနာရင်နာရင်နဲ့တရားဝဲဆုံးသွားတယ်တရားဝဲဆုံးနာဖြစ်သွားတာနာပြေပြီးတော့ပြန်တရားဝဲပြီးတဲ့အခါကျတော့သူအိတ်နေကြနေရသွားပြီးတော့အိတ်တော့သူတော်နဲ့အိတ်မပြောတော့သူစဉ်းစားတာပေါ့နော်哦ဒါဥပုသ္တေအများကြီးပဲကြောင်းလာဥပုဆောင်ကြတာဂျန်တဲ့သူတွေကတော့ကိုယ်သဘောနဲ့ကိုယ်စန္ဒနဲ့ကိုယ့်အကူဥပုဆောင်ကြတာ ငါတော့ခါချင်းငွေယူပြီးတော့အခါသားအနေနဲ့ငါဥပုသောင်းလာငါတယောက်တည်းပဲအခါသားဥပုသေရှိတယ်ဆိုပြီးတော့သူ့ကိုသူတွေးပြီးတော့သူရှက်လာရှက်လာလာတဲ့ရှက်လာပြီးတော့တော့ညအိတ်မပြောဘူးအခါငါမတာပဲပေါ့ငါအခြေခြေစားဥပုသေဖြစ်နေတယ်ဒါနဲ့နောက်တနေ့မှနဲ့လင်းတဲ့ခါကျအိမ်မြန်သွားတယ်အိမ်မြန်သွားတော့ခါတိုင်းနဲ့မတူဘူးခါတိုင်းဆိုရောက်တာနဲ့ပြန်နေအဖေပေးပိုက်ဆံပေးဆိုပိုက်ဆံရင်တောင်းတာသူကဒီတခါကျတော့ပိုက်ဆံမတောင်းဘူးတဲ့ ဖေးရလက်ကြည့်နေဒီခါငါသားတော့နည်းနည်းပုံစံပြောင်းလာတယ်ကွာဆိုပြီးတော့ငါသားမင်းညာဘုရားသခင်ကဗာတရားဟောတော်မူမေးတဲ့ခါကျတော့အာဒီတရားဒီတရားဟောတယ်ဟုတ်လားမင်းတရားနာလားနာတယ်လို့ဆိုသဘောကျလားကြားတယ်အေးအဲ့ဒါသပြီးပြီးခိုင်းငါမမိုးပေးရမယ်မယူတော့ဘူးဖေးရလို့ပြောတယ်မမိုးမယူတော့ဘူးမမိုးမယူတော့ဘာဖြစ်လို့တော့ကွာလို့ဆိုအာကျွန်တော်ညာစဉ်းစားကြည့်တယ်ဥပုသေတွေအကုန်လုံးကကိုယ်သဘောနဲ့ကိုယ်သိစံနဲ့ဥပုဆောင်ကြတာလို့ ပိုက်ဆံယူပြီးအခါကြီးဝင်နေဆောင်တာကျုပ်တယောက်တည်းရှိတာလို့ကျုပ်ကအဲ့ဒါစဉ်းစားပြီးတော့ကျုပ်ကရှက်သွားအဲ့ဒါနဲ့မယူတော့ဘူးဆိုလိမ်မသွားတာနော်အဲ့ဒါငါပြောချင်တာတခြားမဟုတ်ပါဘုရားဒီကောင်ရဲ့စိတ်သဘောထားကိုသူသိပြီးတော့သူစိတ်ဆန္ဒနဲ့အညီတဲ့တရားကိုဟောလိုက်တာဟောလိုက်တော့ကိုယ်အလိုပါလာတာပါလာတဲ့မှာကိုဟောချင်တဲ့တရားထဲဟောလိုက်တော့ဘုရားသူကလက်ခံသွားတာအဲ့ဒါတကောဆိုတာအဲ့ဒါပြောတာလူတယောက်ရဲ့စိတ်ကိုကိုယ်ပဲပေါင်းဆွဲလိုက်တာနော် ဆွဲပြီးတော့မှပါတာမျိုးကိုတကောလို့ခေါ်တယ်။နောက်တခါလူတစ်ဖက်သားရဲ့စိတ်ကိုသိပြီးတော့သူ့စိတ်ကိုပြောင်းအောင်လုပ်ပေးတဲ့တကောရှိသေးတယ်။နမူနာပြောပြမှာလို့ဟိုတကောဆိုလို့မင်းတို့ကဟိုလူကြီးမြေရှုမိုးပြန်နာကြီးတွေထင်းနေမှာဆိုလို့မဟုတ်ဘူး။အဲ့ဒါမှတကောနော်။ဒေဝရကမြတ်စွာဘုရားကိုတတ်ဖို့ကြိုးစားတာမြားမြားပြ ကောင်းတဲ့ကောင်းလေးတွေ့ပြီးတော့မြန်းနဲ့ပြက်တာဘသူတို့ကိကတော့တလားမရှိသေးဘူးလေမြန်းနဲ့ပြက်နော်သူတို့ကိကမြန်းနဲ့ပြက်တာတော့အမတန်အားကောင်းတဲ့မြားပြက်အားကောင်းတဲ့ကောင်းတယောက်ကိုသူကရွှေ့ပြီးတော့ကိုပိုက်ဆံပေးပြီးတော့ဖះရှိတဲ့တော်တဲ့ကိုသူကလှုပ်လိုက်တာဒီဝရကနော်လှုပ်လိုက်တာတတ်ဖို့ပဲမြန်းနဲ့ပြက်တာအဲ့ဒီကောင်သွားတယ်သူလှုပ်လိုက်တဲ့တိုင်ဟိုမှာကတော်တယ်မှာဖះတပားတဲ့ကျင်းနေဆိုတာဒီဝရကသိတယ်လေဖះတပားတဲ့ဘာမှမရှိဘူး တော်ထဲမှာရှိတယ်ဆိုတော့အဲ့ဒီတော်ကိုအဲ့ဒီမှာအဲ့ဒီချိန်သွားအဲ့ဒီချိန်ဆိုရင်အဲ့ဒီနေရာမှာဘုရားနာမဘုရုမမရှိဘူးဘုရားတစ်ပါးလည်းရှိတာဝင်ဘုရားကိုမြားနဲ့ပြပြတက်ခဲ့တက်ပြလို့ချင်းအဲ့ဒီသွားတဲ့လမ်းတိုင်းမသွားခဲ့နဲ့ဒီပြင်းလမ်းကနေပြောင်းပြီးတော့မပြန်လာခဲ့ဆိုပြီးတော့ဒီအသွားလမ်းကိုဘယ်လမ်းကနေသွားပြန်လို့ချင်းဘယ်လမ်းကနေပြန်ဆိုပြီးတော့ဒီဝရကအဲ့လိုကိုခိုင်းခဲ့တာအဲ့ဒီကောင်သွားလာဟိုရောက်တော့တွေ့တယ်ဘုရားနဲ့ဘုရားနဲ့တွေ့တော့သူပြန်ပြစ်မယ်လို့လုံးနေတယ် မြားမတင်နိုင်တော့ဘူးလက်တွေတုံးနေတယ်ဖះမြင်တယ်လက်တွေပြန်နေကြောက်ပြီးတော့မြားကိုကြိုးကိုတင်လို့မရကြိုးတို့တင်ပြစ်လို့မရဘူးပြင်နေတာပြစ်လို့မရတော့တုံးနေတာတုံးတုံးနေပြစ်လို့မရတဲ့ခါကျတော့မြတ်စွာဘုရားကသိတယ်တကားလာလာလာမှကြောက်နေမကြောက်နဲ့ငါသိလားငါသိလားလို့ခေါ်လိုက်တဲ့ခါကျတော့သူဖះရှိသွားပြီးတော့မြားလေးအောက်ချပြီးတော့ဖះဝှချပြီးတော့ထူးတူပြီးတော့ထိုင်တယ်ထိုင်တော့ဘုရားကတရားဟောတယ်သူ့ အတရားဟောလိုက်တဲ့အခါကျတော့မှတရားသဘောကျပါသဘောကျပြီးတော့တပည့်တော်ဒီကနေ့အစားပြီးတော့ဖရာကိုကိုးကွယ်တဲ့တကားလို့အသေးမှပြုတော်မူပါဖရာဆိုပြီးတော့လျှောက်ပြီးတော့ဥပဒကတကခန္ဓာနောက်ပိုင်းတော့သင်္ကန်းဝတ်ရံကိုပြုလိုက်တာအဲ့ဒါပထမတစ်ချက်ပထမသွားတဲ့လူနော်အဲ့လိုသွားတာအဲ့ဒီဟာကဒီကိုအတွက်ကိုပြောချင်တာကဒါအမတန်အကောင်းမောင်းတဲ့ကောင်ကိုရွေးပြီးတော့ ဒေဝရကလွတ်တာပဲဘုရားကိုဒါပေမဲ့ဟိုရောက်တော့ဘုရားကိုသူမပြေရဘူးမပြေရဘူးဆိုတာဒီဘုရားကိုတတ်ခြင်းနဲ့စိတ်ကိုသူ့စိတ်ကိုပြောင်းပလိုက်တာဘုရားဘုရားကိုတတ်ခြင်းနဲ့စိတ်မရှိတော့မပြောင်းမြင်ပြောင်းပလိုက်တာအဲ့ဒါတကိုးဆိုတာအဲ့ဒါပြောတာနော်တကိုးလေဟိုဘုရားကငါ့ကိုမသားအောင်လှုပ်တာမဟုတ်ဘူးဟိုတတ်မဲ့လူရဲ့စိတ်ကိုပြောင်းအောင်လှုပ်ပလိုက်တာဟောလူရဲ့ စိတ်သဘောထားကိုကိုယ်စိတ်ကိုသိမှသူတစ်ပါးစိတ်သိတယ်သူတစ်ပါးစိတ်သိမှတကောကလုံးလို့ရတယ်ကိုကိုအလိုပါအောင်လုပ်ယူတယ်ဆိုတာအဲ့ဒါပြောတာသူတို့သူများတွေကိုကိုအလိုပါအောင်လေဒီလူတွေရစိတ်ဆန္ဒဘလို့ရှိသလဲဆိုသိလို့ရှိရင်မင်းတို့စိတ်ဆန္ဒကိုငါကသိလို့ရှိရင်မင်းတို့သဘောတိုင်းငါလုပ်လို့ရတယ်လေငါကမသိဘာမှလုပ်လို့မရဟုတ်တယ်မလားတကောဆိုတာအဲ့လိုစိတ်ကိုစွမ်းတာဟောစိတ်ကိုအစိုးရတယ်ဆိုတာအဲ့ဒါပြောတာဣတရိယ ခုနကဘုန်းတော်၆ပါးတည်းကလားကိုငါပြောနေတာအိသိရိယဆိုတဲ့စကလုံးလေးတစ်လုံးကနေပြောနေတာเนาะအစိုးရတယ်ဆိုတာဟောလူတွေကိုအစိုးရတယ်ဆိုတာလူတွေရဲ့စိတ်ကိုသိမှအစိုးရလို့ရတယ်အဲ့တော့မင်းနေလည်းပဲကိုတိုင်းသူပြည်သားတွေရဲ့စေသောတာကိုသိလို့ရှိရင်သူတို့ဟိုအာဏာမသုံးမဲနဲ့ဆိုးလို့ရတယ်ရှင်းတော့ကဘယင်နေစကြဝဠာမင်းတို့ဘာလို့တိုင်းပြည်အုပ်ချုပ်တယ်ဆိုတာအာဏာနဲ့အုပ်ချုပ်တာမဟုတ်ဘူးအဲ့ဒါနဲ့အုပ်ချုပ်တာတိုင်းသူပြည်သားတွေရဲ့စေသောတာကိုသိတယ်ငါတိုင်းပြည်ရဲ့ဘာလို့ရင်းနေတာဆိုရင်ဘာဖြစ်အောင်လုပ်ဝဲလိုက်တာပဲ သူတို့ကဘယ်လိုသဘောရှိတယ်ဆိုဘယ်လိုလုပ်ပလိမ့်တာအဲ့တော့တိုင်းသူပြည်သားကလည်းဘယင်ကိုကျင်းတတ်တယ်လေဘယင်ကလည်းပဲတိုင်းသူပြည်သားကျင်းတတ်တယ်လေကျင်းအောင်လုပ်ပလိမ့်တာကိုဘာလို့ကျင်းအောင်လုပ်ပလိမ့်တာဒါကကိုတိုင်းသူပြည်သားတွေရဲ့သဘောထားစိတ်ဆန္ဒကိုသိတာကိုဒါအိတ်သရိယာလို့ခေါ်တယ်အဲ့ဒါတကောပဲစိတ် တကောဆိုတာရှိတယ်အဲ့ဒါတွေကမရှိဘူးမို့ဒီရှားဇဝင်မှာဆိုရင်လည်းပဲဘယင်တော်အထုပ်ပတိမှာဘယင်တော်ကိုဟောကောင်းမွန်မွန်ဟွာက နာမည်မေ့နေလို့အဲ့လိုပဲတတ်ဖို့ကြိုးစားတာပဲခေါလာကဖရာဟိုဒီဝဒတတ်ဖို့ကြိုးစားတယ်လို့ကြိုးစားတာပဲဘယင်းတော်ကအဲ့ဒီဖရာတဆူတဲထားတာဖရာကိုလာပြီးတော့ကြီးညူမှာတိတယ်အတွင်းလူကတိတဲ့ခါကျတော့အဲ့ဒီဖရာတက်တဲ့ဇောင်းတန်းကိုအပေါ်မှာတက်ပြီးတော့ပုံပြီးတော့ဓာတ်ကင်ပြီးတော့အောက်ရောက်လို့ချင်းပေါ်ကနေစီးခုတ်မယ်ဆိုပြီးတော့ဟိုကောင်လူသားသမားကိုလွတ်ထားတာဘယင်းတော်လည်းတက်လာရောဟိုကောင်ကြောက်ပြီးတော့တုံပြီးတော့ဇောင်းတန်းပေါ်ကနေလိုက်ကြ ်ခေါ်ဖို့ပြောနေသူလေးကြာတာပေါ်သွားတာအဲ့ဒီမှာပေါ်သွားတာဟောဟောအဲ့ဒါဘုရင်တော်ထုတ်ပတ်ဒီမှာဖတ်ကြည့်လိုက်တော့ဘုံဆိုတာတကောဆိုတာအဲ့ဒါရှိတာပဲသူကလူတွေရဲ့လူရဲ့စိတ်ကိုပြောင်းလဲအောင်လုပ်နိုင်တာဟိုတတ်ချင်တဲ့စိတ်ကိုပျောက်သွားအောင်လုပ်ပလိုက်တာသူ့ကိုတတ်မစိတ်ကိုပျောက်သွားတဲ့ခါကျတော့မတတ်ရဲမတတ်နိုင်တော့ဘူးအဲ့ဒါရှိတယ်အဲ့ဒါအဲ့ဒါတွေကဒါကြောင့်မလို့ဖျားကြီးတဲ့ မင်းတို့မကြည့်နဲ့ဒီပြင်မှာလည်းရှိတယ်ဒီမင်းတို့မင်းကြီးရဲ့အထုပ်ပတ်တွေကိုကြည့်တော့လည်းပဲမင်းတို့မင်းကြီးနဲ့မြင်းကုန်းမြင်းကုန်းနိုင်ဆိုတာကိုတင်နာသာနာမုန်ဒီဘုရားနာမှာတတ်ဖို့ပဲမြင်းကုန်းလို့မြင်းကုန်းနိုင်တော့ကဒီတောင်ဘက်ကနေပြီးတော့ကိုဒီဒီစကိုလန်းကနေပြီးတော့ဒီနန်းတော်ဒီမှာကိုသာနာမုန်ဒီမှာနန်းတော်ရှိတယ်လေနန်းတော်ရှိတယ်ဒီနန်းတော်သာနာမုန်ဒီဘုရားနေရာကကနောင်မင်းသားရဲ့နန်းကနောင်မင်းရဲ့ဒီဘက်ကကိုကွက်လာကြီးကာရတဲ့နေရာကမင်းတို့မင်းရဲ့နန်း သူတို့ညီကိုနှစ်ယောက်အရှိပဲနောက်ပဲနန်းနန်းနေနေတာကိုလာဒီတောင်ကနေလာတိုက်တာတိုက်တာတိုက်တော့အနောက်ကိုထွက်ပြေးနိုင်တယ်ဆိုတော့သူကသိတယ်သိတော့အဲ့ဒီသူသူလူယုံတယောက်ကိုအဲ့ဒီနောက်ကနေဓာတ်နဲ့ကန်ပြီးတော့တကယ်လို့ပြေးလာလို့ရှင်မင်းကစီးစီးပြီးတော့လောက်ကြံမှုဆိုပြီးတော့လွတ်ထားတာလွတ်တာတော့အဲ့ဒါကနောင်မင်းကတော့တတ်ခံလိုက်ရတယ်ဝင်းနှိုးမင်းကအဲ့ဒီထွက်ပြေးလာနောက်ကိုဒီဒီကျုံယောက်တိုင်းလေးကိုတူးတူးမဇရတိုင်းဒီဒီဆန်နလန်းတိုင်းနောက်ကိုပြေးတာပြေးတော့မင်းနှိုးမင်းမှပြေးနိုင် ခိုးကောင်နဲ့တော့တွေ့တယ်သူတို့လွတ်ထားတဲ့ကောင်နဲ့လာရင်ဒီလမ်းကလာရင်သတ်ဆိုတဲ့ကောင်အဲ့ဒီကောင်မသတ်ရဘူးမသတ်ရဘူးမင်းတို့ဘဲကသူ့အရင်မြင်လားငပွားကြီးရဲ့ကောင်မင်းဘာလို့နာလို့ဆိုတော့ဘာမှမလုပ်ပါဘူးဘာမှမလုပ်ချင်ငါကြောတော့ဆက်ဆန်းဆိုပြီးတော့သူ့ကြောဖို့ခိုင်းတာအဲ့ဒီသူ့တတ်မဲ့ကောင်မင်းတို့ဘဲကချောဖို့ခိုင်းတာမပြေနိုင်တော့ဘူးမင်းတို့ဘဲကဘယင်းနေဆိုတော့လေခြေတော့ကနှုတ်တာဟုတ်သူတို့ကမပြေနိုင်တော့အဲ့ဒီကောင်ကြောပို့တာအဲသူ့ကြောပို့ခိုင်းပြီးတော့နောက်မှဟောမှာ အရင်ကကိုကိုတို့တို့တို့ကဒီဆန္ဒလမ်းကျုံကျော်ပဲလမ်းတိုင်းအနောက်ကိုပြေးတဲ့အခါမှာမြင်းစီးတဲ့ကောင်တရားနဲ့သွားတည်တော့မှမြင်းပေါ်ပြောင်းစီးပြီးတော့မှနန်းတွဲကိုမြောက်ဘက်ကနေပြီးတော့ဝင်ပြီးတော့ပုံပြီးတော့တကားပိတ်တာအဲ့ဒါကြောင့်မင်းတို့မင်းမသေးတာအဲ့ဒါကဲသူတတ်ဖို့လှုပ်တတ်တဲ့ကောင်ကမတတ်ဖဲနဲ့ကျော်နေကျော်လဲပိုးသွားတာဒါစိတ်ကိုပြောင်းလဲဆိုအဲ့ဒါပြောတာတကူနော်စိတ်ကိုပြောင်းတာတကူပဲတကူဆိုတာအဲ့ဒါဣသရိယလို့ခေါ်တယ်တကူသိတ္တိဟောတကူဆိုတာအဲ့ဒီလိုပေါ့နော် ော့တကိုးဆိုတာကအချုပ်ပြောရလို့ရှိရင်လူတယောက်ရဲ့စိတ်ကို ပြောင်းလဲအောင်လုပ်ပေးတတ်တဲ့စွမ်းအင်ကိုတကိုးကိုခေါ်တာအဲ့ဒီစွမ်းအင်လိုချင်လို့ရှိရင် ပထမကိုယ်စိတ်ကိုနိုင်အောင်လုပ်တော့ကိုယ်စိတ်ကိုထိန်းတယ်လေနော်ကိုယ်စိတ်ကိုနိုင်မှသူများသိသွားထိန်းလို့လို့ရပါကိုယ်စိတ်ကိုမနိုင်ရင်ထိန်းလို့မရအဲ့ဒီစိတ်စွမ်းအင်ရှိဖို့လိုတယ်ဒါတကိုးပါပဲရှိနိုင်တယ်เนาะလုံးလို့ရှင်ရတယ်စွမ်းအင်ကလူတွေအရာ ုလိုဖေရလက်ထက်ကကြီးတွေပြောနေတော့လူတွေကယူမှာမဟုတ်လို့ငါနဲ့ကိုဒါသမိုင်းနဲ့ဟာဒါတင်းတင်းချာချာပဲဒါမင်းတို့မင်းလက်ထက်ဆိုတော့အဲ့ဒီကောင်သားခံရတာသူနောက်ကြတော့ပြန်လာတဲ့ခါကျတော့ဟိုကမြင်းကမင်းကမေးတာမင်းမတွေ့ဘူးလားတွေ့တယ်တွေ့တယ်ဘယ်နဲ့ဆိုမလဲအာအဲ့ဒီကောင်သတ်ပြတယ်နောက်ကြသူတို့မင်းတို့ခိုင်းတဲ့နေမှာလုံးလုံးဆိုမင်းတို့မသိဘဲနဲ့သူသတ်ခံရတာနော်အဲ့အဲ့ဒါစိတ်ဆွမ်းအင်လို့ခေါ်ပါတယ်နော်စိတ်ဆွမ်းအင်လို့ခေါ်တယ်အဲ့ဒါသိတ္တိဆိုတဲ့စကားလုံးဟာအဲ့ဒါမျိုးစိတ်ဆွမ်းအင်ပေါ့နော် ိုစွန်းရင်လေးနဲ့စိတ်ကိုထိမ့်ပြီးတော့လုံမဆိုရင်တနေ့ကြလို့ရှင်စွန်းရင်ကောင်းလာလို့ရှင်ကိုစိတ်ကိုလည်းပဲနိုင်တာလေကိုစိတ်ကိုနိုင်ရင်သူများစိတ်လည်းနိုင်တော့တယ်လေသူများစိတ်ကိုပြောင်းလို့ရတယ်အဲ့ဒီသဘောလေးကိုသိပြီးတော့เนาะဟောကိုစိုက်နာမယ်လေးသိတိအောင်လို့နာမည်မဲ့ထားတော့เนาะသိတိဆိုတဲ့ပါဠိစကားလုံးလေးဟာဒီလိုပေါ့เนาะပြည်စည်းတယ်ပြည်စုံတယ်ပေါ့เนาะရရှိတယ်ပေါ့ရရှိတယ်ဆိုတာကအကျိုးတရားတွေရဲ့အကျိုးတရားရဲ့နာမည်မဟုတ်ဘူးအကြောင်းတရားရဲ့နာမည် အကြောင်းတရားအမိကိုအကျိုးတင်စားပြီးတော့ခေါ်ထားတာเนาะအဲ့ဒီအကြောင်းတရားစွန့်အင်ပေါ့အဲ့ဒီစွန့်အင်လေးရှိလို့ရှိရင်တိတ်တိဖြစ်တယ်ပေါ့เนาะအဲအဲ့ဒါလေးနဲ့ပဲလုံးရည်သက်ချာ